အခုတင်ပြမယ့်အကြောင်းကတော့စနေဂျူကောစားသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တင်ပြပေးမှာဖြစ်တယ်။စနေဂျူကောစားသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတင်ပြပေးရတာကဒီတချို့သောတန်တိတာပြက်ကလေးကြီးတချို့သောအပြင်မှာပြောနေတဲ့အကြောင်းအရာလေးတွေရတာပေါ့နော်။ဒီစနေဂျူဝက်ကြသွားလိမ့်မယ်။ဝက်ကြသွားပြီလို့ရှိရင်ဒီစနေဂျူဒီဝက်ကြသွားရင်းနဲ့ပြီးတော့ဒီဘာလဲ။ကုံရာဒီကိုပြင်ရပါလိမ့်မယ်လို့တချို့ကပြောကြတယ်။တွက်ချက်မှုတွေလည်းရှိတယ်။ အဲ့လိုပြောတာကြားလို့ကြီးကြီးတဲ့ခါကျတချို့စာအုပ်တွေမှာအဲ့လိုဖြစ်တာလည်းတွေ့ရတယ်။သူကတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီအမှန်ဟိုပါဘောနော်ဒီတွက်ချက်ကြီးတဲ့အနေထားရ software တွေနဲ့လည်းတွက်ချက်ကြီးတယ်ပေါ့ကြီးတဲ့အနေထားရကုန်ရစီကိုမသွားဘူးဒီမင်းရဒီမှာပဲအန်တာပေါ့နော်နောက်အနေလင်လေးကတ်သွားတဲ့အထိသွားလိမ့်မယ်အဲ့တော့သူကကုန်ကုန်ရစီမှာက ကုံရာဒီမရောက်ပဲနဲ့ပေါ့နော်သူမိန်ရာဒီမှာ3.56 15လောက်နော်3.56အန်တာ56လိတ်တန်နော်15ဆိုတော့သူကဒီအဆက်လေးအထိပဲရောက်ပြီးတော့သူကကုံရာဒီကိုမကူအဲ့ဒါလေးကိုပေါ့နော်ဒီရက်ဆွဲလေးနဲ့အချိုးချောင်းလေးကိုဆက်တင်ပြမယ်တင်ပြပြီးလို့ရှိရင်ဒီစနေဂျိုဒီပေါ့နော်များသောအားဖြင့်ဒီ သူကဝက်ကြသွားတာကတစ်နှစ်နှစ်ကြိမ်လောက်ရှိတယ်လို့လည်းတချို့ကပြောကြရတယ်ပေါ့နော်။နောက်ဒီသွားစဉ်မိန်းအားဒီမှာရှိစဉ်မှာလည်းတချို့ပြောတာကနှစ်နှစ်ကြိမ်တမို့သုံးကြိမ်သွားမယ်လို့ပြောတယ်။အခုကျွန်တော်တို့သိသလောက်ကပြန်ရှာကြည့်တာတော့နှစ်ကြိမ်ပဲတွေ့တယ်။နှစ်ကြိမ်ကအခုသွားတဲ့တစ်ကြိမ်ရယ်။နောက်သူမိဒရာတီကိုကောက်ကူးသွားပြီးတော့သူပြန်လာတဲ့တစ်ကြိမ်အဲ့ဒါတစ်ခုပဲရှိတယ်။ဒါကတော့အနည်းစားလာတဲ့အခါကျမှဒီစားပြန်စစ်စစ်ပြီးတော့ပြန်ဆက်မယ်ဆိုတာကလည်း ဆစ်လို့တော့ရတယ်ပေါ့နော်ဆစ်လို့ရမယ်လေအချိန်ပေးရတဲ့အတွက်ကြောင့်မလုံဖြစ်တဲ့သဘောပေါ့အဲ့တော့အခုစပြောမယ်ဆိုလို့ရှိရင်ဒီမင်းရဒီကိုစနေကြိုးစဝင်လာတာကဒီ30ရက်3လ2025အဓိကပြောကြတော့29ရက်3လ2025လို့ပြောတယ်ပေါ့30ရက်3လ2025 29ရက်3လ2025အတူတူပါပဲเนาะအိဆအဝင်လာတယ်ပေါ့ဝင်လာစဉ်ကာလမှာဒီမြန်မာနိုင်ငံမှာလေမန္တလေးတို့ဒေသမှာ ်ထိတိကြိုက်မှုသဘောကဘေးရန်နေကြီးတွေဖြစ်ခဲ့တဲ့ကာလတခုလေဖြစ်ခဲ့ပေါ့ဖြစ်ခဲ့တော့အပြီးတော့သူကဒီစနေရက်9လ2025ကာလအထိမင်းရဒီမှာသူကတောက်လျှောက်သွားနေမယ်သွားတဲ့အခါကျတော့သူက9အန္တာကျော်လောက်အထိပေါ့နော်သွားနေပြီးရဲ့နောက်မှတော့သွားမှာ73ရက်9လ2025ကစပြီးတော့သူကဒီဝက်ကြပြန်သွားတယ်သူကမင်းရဒီကနေဝက်ကြပြန်သွားတယ် ဝကြပြန်သွားတဲ့သူကရာသီအန္တာကြီးတော့ခဏအန္တာ53လိတာလောက်ကနေဝကြပြန်သွားတယ်အဲ့လိုဝကြပြန်သွားကဒါကနေပြီးတော့29ရက်17လ2025ကာလအထိမှာဝကြသွားတာကဘယ်အထိရောက်သွားလဲဆိုတော့မင်းရသည်အဆက်ဖြစ်တဲ့3ညအန္တာ56လိတာ55ဝိလိတာအထိရောက်သွားတယ်ရောက်သွားပြီးတော့မှသူကအဲ့ဒီကနေပြန်စပြီးတော့28ရက်17လ2025ကစပြီးတော့ ူကအတက်ပြန်သွားတယ်အတက်ပြန်သွားတဲ့အချိန်မှာ3.56အတက်5ကနေအတက်ပြန်သွားလိုက်တာဒီနှစ်ကုန်ကာလအထိလဲအတက်သွားနေဈေးပဲအတက်သွားပြီးတော့သူကဒီမင်းရည်ထဲမှာပဲသွားနေတာပေါ့မင်းရည်ထဲမှာသွားနေခြင်းကနေပြီးတော့အခုဆက်ပြောပါမင်းရည်တဲ့သွားနေရကနေပြီးတော့သူက28ရက်စတလ2025အထိအတက်သွားနေတယ်သူပြန်သွားနေတယ်သွားနေရကနေပြီးတော့ သူက3ရက်6လ2029ကြာလို့ရှိရင်သူကမိသားရာတီတဲ့ဝင်မဲလို့အခုတော့အကြံပေးလေးမှတ်ထားလိုက်ပါတော့။သူက3ရက်6လ2029မှာမိသားရာတီဝင်သွားပြီလို့ရှိရင်နောက်တော့သူကအဲ့ဒီဝင်သွားတာကနေသူက2လကြာလောက်ဝင်သွားတယ်။ဝင်သွားတော့10ရက်6လ2029မှာ သူကအဲ့ဒီဝင်သွားရနေမိသားရာတီတဲ့ရောက်နေပြီ။မိသားရာတီရဲ့ကိုစရောက်သွားတာ3ရက်6လ2029ရောက်သွားတယ်။ရောက်သွားပြီးတော့10ရက်6လ2029မှာသူက နောက်ပြန်သွားရတဲ့ကြောင့်သူကပြန်ပြီးတော့မင်းရည်ဘက်ကိုနောက်ဥဥဒီပြန်တယ်ပြန်နောက်ဆုတ်လာတယ်ဆုတ်လာတော့အဲ့လိုဆုတ်လာရကနေပြီးတော့ဒီ20ရက်10လ2029ကျတော့သူကမင်းရည်တည်းပြန်ဝင်သွားတယ်အဲ့တော့ဒီမှာ2လဝင်သွားတယ်နောက်ပြီးပြန်ဆုတ်လာတာ2လလောက်ကြာတယ်အဲ့တော့20ရက်10လ2029မှာမင်းရည်တည်းပြန်ဝင်သွားရနေပြီးတော့မင်းရည်တည်းရောက်ပြီးတဲ့အခါကျတော့စနေဂျိုက24ရက်10လ2029မှာ အတက်ပြန်သွားတယ်အတက်ပြန်သွားရနေတော့သူသွားလိုက်တဲ့အဲ့မှာပေါ့နော်မင်းရဒီထဲမှာအတက်ပြန်သွားပြီ24ရက်စန္ဒလာ2029ကနေပြီးတော့သွားလာရာခန့်ကြီးမိဒ္ဒရာဒီထဲကိုဆို24ရက်2လ2028မှာမိဒ္ဒရာဒီထဲကိုအပီးဝင်သွားမယ်အဲ့တော့မိဒ္ဒရာဒီထဲကိုစနေဝင်သွားမယ်ဆိုလို့ရှိရင်တော့ဒီ तू ကတော့ तू နေရာကတော့ तू ကမိဒ္ဒရာဒီဒီစနေအတွက် तू ကနေအိမ်ဖြစ်တဲ့သဘောတော့ရှိတယ်ပေါ့နော် ီအကျိုးရလတ်ဒီအနေနဲ့ဒီမိသားအရာဒီအထဲကိုပေါ့နော်ဒီဒီနှစ်လနှစ်လဆိုအလုံး၄လလောက်ကြာမယ်၄လလောက်ကြာမယ်ပေါ့နော်၄လလောက်ကြာမယ်ဆိုနှစ်လဝင်မယ်နှစ်လထွက်မယ်ဆို၄လလောက်နေမယ်၄လလောက်နေတဲ့အတွင်းမှာသူဒီခုနသူဒီဟိုပေါ့နော်ဟိုနေအိမ်နဲ့အကျိုးပေးမလားသူရဲ့နေအိမ်မှုတဲ့အကျိုးပေးမလားဆိုတော့ခဏသွားတဲ့ကိစ္စကတော့နေအိမ်ရဲ့အကျိုးတော့ရှိနိုင်ပွဲအကြောင်း တိတ်မရှိဘူးပေါ့နော်သူအပြီးသွားတဲ့ခါကျလို့ရှင်တော့နေအိမ်ရဲ့ဂျူးဖြစ်သွားမဲ့သဘောအရှိတယ်ပေါ့အဓိကပြန်တော့ဒီလာတဲ့မူလယာဒီရဲ့သဘောတရားပေါ့မူတီလေးမယ်ဒါပေမဲ့တခုရှိတာကပေါ့မူလယာဒီရဲ့သဘောတရားရှိတယ်ဆိုတာကဒီယာဒီနှစ်ခုရဲ့အကူအဆက်ကဒီမင်ယာဒီကရေနဲ့ပတ်သက်တဲ့ကိစ္စအဓိကအဲ အဓိကအပြင်ကိုသူစီးတဲ့နက်ခတ်ကပထမအခုပြောတော့ရေပေးပါတယ်ဘာဖြစ်နေတဲ့နက်ခတ်ကသူကရေပေးနဲ့ပတ်သက်တဲ့နက်ခတ်လို့တချို့ကဆိုကြတဲ့သဘောလေးလည်းရှိတယ်အဲဒီကကြတော့သူကဒီမင်ယာဒီကဒီပင်လယ်နဲ့ပတ်သက်တဲ့ရေနဲ့ပတ်သက်တဲ့ကိစ္စအဒီကိုသူကပေးတဲ့အိမ်မှာစနေရက်တာစနေရက်တော့သူသွားလို့ရှိရင်လည်းဘဟုတ်ပဲကူးသွားတဲ့ခါမှာမိသားရာဒီရဲ့တော့ကပူလောင်ပြင်းပြတဲ့သဘောသူကတဲကန်နာသဘောတော့ရှိတယ် ဒါပေမဲ့အဲ့ဒီသဘောအကျိုးတရားတော့သူပါခြင်းမှပေါင်းမဲ့သဘောရှိတယ်။နောက်သူဒီရာသီရဲ့သဘောချင်းရှင်းကြည့်မယ်ဆိုလို့ရှိရင်ဒီမိမိတ်တရာသီကပူလောင်နေပြင်းထန်နေတေဇောသဘောရှိတယ်။နောက်ဒီမေယာသီကတော့အေးစေတယ်တည်ငြိမ်တယ်သူကဒီလိုလိုအပ်တဲ့အခါကျရင်လှိုင်းထန်တဲ့သဘောရှိတယ်ရေရည်သဘောတော့ရှိတယ်အဲ့ဒီအကူအဆက်တွေကတော့သူကတော့ဒီအကြသာပတိကျခုနကဒီမေတော်ကနေကရကကူးခြင်း ထက်ပေါ့နော်သူကတော့အချိန်လဲပူကြတယ်အဲသူကဂျိုဆိုးလဲဖြစ်တဲ့သဘောရှိတယ်အဲ့တော့သူတရားမှုနဲ့ပတ်သက်လို့ကြည့်ရခါကြတော့သူတရားမှုမှာကြည့်လို့ရှိရင်သူကမိဒ္ဒအရောက်သွားလို့ရှိရင်သူကသုံးဒန်းအမြင်အနေနဲ့မြင်မယ်ဆိုရင်သူကပြိဒ္ဒရာတိမြင်မယ်သူကခွန်ဒန်းဆိုလို့ရှိရင်တူရာတိမြင်မယ်သူကဆယ်ဒန်းဆိုလို့ရှိရင်မကာရရာတိမြင်မယ်ပေါ့အဲ့တော့ဒီစနေယော နဲ့ပတ်သက်လို့ဝကြသွားခြင်းဆိုအခုလက်ရှိပေါ့နော်စုဆောင်ရချိတက်လောက်နဲ့ပတ်သက်ပြီးတော့တင်ပြသွားတာကအခုဒီမေယာတိအဆက်မှာဝကြသွားတာတစ်ချိန်နောက်မိဒယာတိတဲ့ဝင်သွားပြီးလို့ရှိရင်မိဒယာမိဒယာတိလေးကနေပြန်လာပြီးတော့ပြန်ဝင်တာတစ်ချိန်ရှိလိမ့်မယ်အဲ့တော့အခုဆိုရင်တော့ဟိုစနေနဲ့ပတ်သက်ပြီးတော့စနေဒီဝကြသွားတာဘရော့ပြီးမလဲဆိုလို့ရှိရင်တော့ 28ရက်စက်တလ2025အထိဝက်ကြသွားပြီးတော့28ရက်စက်တလ2025ကစပြီးအတည့်ပြန်သွားမှာဖြစ်တယ်။အဲ့တော့နိုဝင်ဘာလ28ရက်နေ့မှာစနေဂျိုဒီအတည့်ပြန်သွားပါလိမ့်မယ်။ကျန်တဲ့အကြောင်းကတော့သူဒီမင်းရဒီမှာတောက်လျှောက်ရှိနေမှာဖြစ်ပြီးတော့เนาะနောက်ပိုင်းကြာတဲ့ကာလအထိကျမသားလေးသူကဒီတရားမှုတို့အပြောင်းလဲလေးတွေကိုရှိနိုင်နေဆိုတဲ့အကြောင်းလေးကိုလည်းရှင်းပြခဲ့တာဖြစ်ပါလိမ့်မယ်။ နောက်ဒီစနေဂျိုတွေနောက်နှိစက်လာတဲ့အခါကကုကာလာကာလာအလိုက်လေးတွေနဲ့လိုအပ်ချက်လေးတွေကိုသိလာတဲ့အခါကျရင်အဲ့ဒီတိုင်းတာလေးကိုရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။ကျမ်းမာချမ်းသာလိုအပ်ပြပါစေ။အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။